လက်ပြက်လက္ခဏာလေးတွေမြင်မှုကြလားလက်ပြက်လက္ခဏာလေးတွေစင်မောင်လာမေးကြတယ်လက်ပြက်လက္ခဏာလေးတွေကဘလို့လေးတွေလဲတဲ့ကျမတို့ရဲ့လက်မှာလက်ပြက်ကလေးတွေပါတယ်အထူးသဖြင့်အမျိုးသားတွေရဲ့လက်မှာတော့ပုံများတာပေါ့နော်လက်ပြက်လက္ခဏာလေးတွေပါတယ်ဆရာမ2023ခုနှစ်ကိုလပိုင်းတော့ကဒီလက်ပြက်လက္ခဏာအကြောင်းကိုတင်ပြပေးဘူးတယ်လက်ပြက်လက္ခဏာဆရာမဒီအင်္ဂိဝါယံလေးနဲ့တင်ပြပေးမယ်အခုဒါကြာခဲ့ပြီဆိုတော့ဖတ်ပြီးွားတော့ က်ကြောက်ပြောပြပါမယ်နော်လက်ဖြဲလက္ခဏာပိုင်ရှင်လေးတွေကတော့သူကဒီလိုမျိုးလက္ခဏာပုံမှန်ကြည့်လိုက်ရင်တော့ဒီလိုနှစ်ချောင်းပဲပါတယ်တချို့ကလည်းဒီနေရာလေးတွေမှာအချောင်းလေးနှလုံးလေးညောင်းပုံမှာတချောင်းထပ်ပါတာဖြစ်ချင်းဖြစ်နိုင်တယ်။ဥကောင်းလေးညောင်းနဲ့နှလုံးလေးညောင်းနဲ့ပေါင်းစုထားတဲ့ပုံတရံပေါ့နော်။အဲ့လိုလက်ပြက်လက္ခဏာပိုင်ရှင်လေးတွေကပါတယ်ဆိုရင်နံပါတ်၁ကစွန့်ရဲတယ်၊စွာရဲတယ်။သူတို့ဘဝမှာသူတို့မလုပ်ရဲတာ မရှိဘူးလက်ပုံစံကောင်းရင်ကောင်းသလားဆိုးရင်ဆိုးသလားညံ့ညံ့သလားဘဝအစင်အတန်းလေးတော့ကြွားသွားတယ်တေချာတစ်ခုကတော့တစ္ဆာရှိမိသားစုအပေါ်မှာတစ္ဆာရှိအပေါင်းအသင်းတွေအပေါ်မှာတစ္ဆာရှိရဲ့ကောင်းနဲ့လက်တွဲထားရဲ့တစ္ဆာမရှိရဲ့ကောင်းရက်ဆက်တက်တယ် နောက်ကျောဓာတ်ထွက်ရတော့ဝါသနာမပါဘူး။ရှင်ဝင်နဲ့ထည့်ပြီးဓာတ်ထွက်ရလဲဝါသနာမပါဘူး။ရှေ့တည့်ရနေပဲဓာတ်နဲ့ထိုးရင်တော့ထိုးလိုက်မယ်အဲ့လိုမျိုးပေါ့နော်။မိသားစုပေါ်တိတတ်တယ်။ဂျိုးကုန်ကောင်းရင်ကောင်းသလားအဲ့ဒီလူတွေကမဟာဖြူဟာအကြီးကြီးတွေကိုချတတ်တယ်။သူတို့ချတဲ့ဖြူဟာတွေကစည်ရင်စည်ရမှာဆိုဥမာစစ်တင်တာပတိတုတ်ပတိချုပ်တွေချတဲ့ဖြူဟာလိုမျိုး strategy အကြီးကြီးကိုချတာမချောက်တတ်ဘူးဘဝက။ အစင်းနဲ့မိမိနေရမယ်တအားကြိုးစားတာဒါမဲ့လက္ခဏာလမ်းကြောင်းတွေကောင်းရမယ်ဂျုံကုန်အင်အားတွေကောင်းရမယ်လက်ပုံစံတွေကောင်းရမယ်ပေါ့နော်ဒဇူချိုးလောက်တယ်ဒါမဲ့တစောက်ကန်းတော့မဆန်ဘူးသူများထုံးနဲ့ရွှေရုံမရှိသေးရင်လက်ပြက်လက္ခဏာရှင်ကချပြီးပါလှုပ်ပြီးပါဒါမဲ့ဒီတင်းမုံလမပိုင်ရှင်တို့ဒီနှလုံးလမ်းကြောင်းစနေကိုဂျုံကုန်ဆုံးနဲ့သူတို့ကသူကလှုပ်ပြီးဆိုလို့ရှင် ချမယ်ရိုက်မယ်နှက်မယ်ဆိုပြောတယ်လှုပ်လိုက်တယ် သို့တော်လည်းပဲလက်ပြက်လက္ခဏာရှင်သည်တတခုခုကိုလောက်တော့မယ်သူတို့ရင်ထဲမှာရန်လူဆိုတာကိုမှတ်ထားလိုက်ပြီဆိုလို့ရှင် the strategy ချချပြီးွားလို့ရှင်ပေါ်တင်ရင်ဆိုင်နေနောက်ကျတော့ဓာတ်နဲ့တော့မထုံအတင်းမုံးလက်မပိုင်ရင်ကထုလိုက်တာတော့ဖိလိုက်တာတော့နှက်လိုက်တာတော့နှက်လိုက်တာတော့ရှိတယ် လက်ပြက်သမားကတော့အဲ့လိုမျိုး strategy ချပြီးမှစော်တဲ့သူဖြစ်တယ်။မွေးမြူစိုက်ပျိုးရေးအလုပ်တွေမှာလည်းလက်တွေ့ကျကျစီမံခန့်ဝဲမှုနဲ့လုံနိုင်တယ်လို့နီးပညာနဲ့ပတ်သက်ပြီးလုံမယ်ဆိုလို့ရှိရင်လည်းလုံလို့ရတယ်။ဒါပေမဲ့လက်ပြက်လက္ခဏာရှင်တွေကသူကတော့စစ်ပတ်ပိုင်းဆိုင်ရာအတိုက်အခိုက်ပိုင်းဆိုင်ရာမှာပို့ပြီးွားတော့သွားတယ်လို့ပြောလို့ရတယ်။မွေးမြူစိုက်ပျိုးရေးတွေလည်းလုပ်ကြတယ် မိမိညာပိုင်းနေလောက်ကြတယ်။ဖန်နာရေးတွေမှာဆိုလို့ရှိရင်ထိတ်တန်းအရာရှိကြီးကြီးလောက်လဲလောက်လောက်ကြတယ်။သူက strategy ချမှတ်တဲ့နေရာမှာအရန်တောင်းတဲ့သူတွေဖြစ်တာ။နော်။ဒီကလက်ပြက်လက္ခဏာရှင်နော်။ဒီသူကသူရဲ့ strategy ချတဲ့နေရာမှာအရန်ကောင်းတာ။တကုတ်ကိုသူတို့လုတ်ပြီဆိုလို့ရှိရင်ကြောက်နေရတော့မှောက်နေရတော့မရှိဘူး။စိတ်ကူးရတာဖြစ်။ဒါပေမဲ့လက်ချောင်းလေးတွေသေးရင်ဖွင့်ရင်လက်ပုံစံမကောင်းရင်ဂျိုးကုန်းတွေပြားရင်တော့ ဘဝအဆင့်တန်းလေးတွေကတော့တဖြည်းဖြည်းနဲ့တော့နည်းနည်းတော့ကြွားနိုင်တယ်။ချိုးကုန်းကောင်းလက်ပုံစံကောင်းလက်ရည်သာကောင်းလို့ရှင်တော့အဲ့ဒီတယောက်ကိုဘယ်ကောင်မှမမီဘယ်ကောင်မှမမီလိုက်လို့မမီရောအဲ့လိုပုံစံမျိုးဖြစ်တတ်တာပါနော်။အဲ့ဒါဒီလိုမျိုးဥကောင်းလည်းညောင်းနေနှလုံးလည်းညောင်းနေဒီလိုစုံသွားတယ်။ဒီမှာအတန်လည်းညောင်းသွားဒီလိုဖြစ်တာ။တချို့တွေကကြတော့ဒီလိုမျိုးလေးတွေပါတတ်တယ်တချို့လေးတွေကကြတော့ဒီလိုမျိုး ဒီလိုမျိုးနှလုံးလေးရောက်ဒီလိုနားဆရာလေးရှိအဲ့ဒါတွေကလည်းဒါလက်ပြက်လက္ခဏာရှင်တွေပဲဖြစ်ပါတယ်နောက်ပြီးတော့တချို့ကမှကျတော့ဒီလိုတချောင်းလေးပဲပါတာဟိုမှာဒီနှလုံးလေးရောက်ဒီပေါ်တက်မှာဒီလိုမျိုးအတူလေးပါတယ်အဲ့ဒါနှလုံးလေးရောက်အပူလေးပါလာဖြူဖြစ်ပြီးတော့လက်ပြက်လက္ခဏာရှင်တွေဖြစ်ပါတယ်ဟိုအဝေးကြီးပဲဆင်းရဆင်းရနိဗ္ဗာန်မှာတက်တက်ဆိုတဲ့လူစားမျိုးတွေဆွေဆားရဲ့နေရာမှာတော့သူများနဲ့တော့မတူဘူး သူများလုံးမယ်လို့ရည်ရွယ်ပြောရင်သူတို့ကလုတ်တာပေါ့နော်လက်ပြက်လက္ခဏာအမျိုးအစားပေါင်း100ကျော်ရှိတယ်ဒါပေမဲ့ဒါကတော့ရေဘူးရလက္ခဏာဆံမပြောပြသေးရမှာနော်အမျိုးအစားပေါင်း100ကျော်ရှိပြီးတော့အားလုံးကတော့ဒီ formula တွေကနေမထွက်ဘူးလို့တော့ပြောလို့ရတယ်တတိထားပြရမှာစွန်လာလို့အကြီးလို့တချီရဲနဲ့သူကအများကြီးပတ်စံ3000ချီရနိုင်တာဖြစ်တယ်လို့တချီရဲနဲ့လည်းအများကြီးဆုံရှုံသွားနိုင်တယ် သူကလောင်းသွားစံစံဆွန်သွားတာတော့နည်းနည်းတော့ရှာတယ်တွက်ချက်ပြီးမှဆွန်သွားတာပေါ့ဒါပေမဲ့အဲ့လိုတချီရဲရတယ်တချီရဲရှုံလိုက်ဖြစ်တတ်တဲ့အတွက်သတိဝရိယထားပေးပါလက်ပြလက္ခဏာအောင်မှာချုံုံလေးတွေလက်ပုံစံလေးတွေကောင်းနေပြီဆိုလို့ရှင်တော့ဒါတော့ဒါကဘာကိုအုပ်ဆုံးမဲ့လက်ပြလက္ခဏာဖြစ်တယ်ပေါ်တေးတေးမဟုတ်ဘူးဆရာကောင်းကိုရှာအမိကောင်းကိုရှာမိဘဆရာသမားတွေဆွဆုံးမတာနာခံ ကျင့်ဝတ်တွေစီကံနေလို့တို့ကအစတွေကလေးစားပြီးသားလက်ပြက်လက္ခဏာရှင်တွေထဲမှာအချပင်တယောက်မှမပါအချအချအချစ်တယောက်မှမပါဘူးပေါ့နော်ဟုတ်ပါပြီလက်ပြက်လက္ခဏာပိုင်ရှင်လေးတွေအမြဲဆံမောင်းမေးထားကြတာနော်အားလုံးပဲလက်ပြက်လက္ခဏာပိုင်ရှင်လေးတွေကျမချမ်းသာကြပါစေလို့ဆံမထက်ထုံမှဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ရှင်